အစကားဆက်ဆက်လို့နိဗ္ဗာန်မှာယုံနာမရှိဘူးဘာညာပေါ့ယုံနိဗ္ဗာန်မှာစိတ်မရှိဘူးအဲ့ဒီလိုပြောကြအဲ့ဒါလေးပဲတယောက်စကားတယောက်နာပြောတာစာထိပ်မှာစိတ်ရှိတယ်ဆိုတာလေးပါသေးစာသေးရှာမဖတ်လို့တယောက်စကားတယောက်နာနိဗ္ဗာန်မှာယုံနာမရှိဘူးပေါ့ဘသူကဘယ်ဟာပြောလို့ပြောမှမသိရှိတယ်ဆိုတာလေးရှိတယ် ဘလုံးတရားတွေမှာရှိလဲဆိုတော့ဇံကသွားတဲ့ပုံကောများအဖို့နိဗ္ဗာန်မှာအဲ့ဒီယုတ်တရားရှိနန္တရားရှိတယ်ရှိတယ်ဆိုတာဒီလိုယုတ်နံကြီးတော့မဟုတ်ဘူးအငွေးအသက်သေးသေးလေးဟောဒီတိုင်းတာမန်ဆိုရင် တော့မှမသိနိုင်ပါဘူးတာမန်ဆိုရင်တော့မသိနိုင်ဘူးအဲ့ဒီလိုရှိတယ်အဲ့ဒီလိုယုတ်နံသေးသေးလေးရှိတယ် အဲ့ဒီရှိကြဆိုတာကိုဇာဆိုတာလည်းဘုရားရှင်တည့်ရဘုရားရှင်နဲ့အာနန္ဒာတင်တယ်အာနန္ဒာပြောထားတာလားမသိဘူးပြန်ရှာကြည့်လိုက်ရင်တော့တွေ့အဲ့လိုဇန်တဲ့ကတိုင်းတွေကနေဝင်စားပြီးတော့မှအဲ့ဒီကတိုင်းရဲ့အာယုံတို့ကိုယုံနာရှုပြီးတော့သွားတဲ့ပုဂ္ဂိုလ်အဖို့အဲ့ဒီမှာတည်တည်လေးယုံနာသဘောတဘာဝပါနေတတ်တယ်ဆိုတာ ပါဠိတော်ထဲမှာကိုတည့်ရရှိတယ် တပည့်တော်ကအလောက်လောက်နေရင်းနဲ့ဆရာတော်တရားတွေနားထောင်လောက်ပါတယ်ဘုရားတဲ့တရားလေးတရားထိုင်လေးတရားတရားတော်ကိုနားတရားပုဂ္ဂိုလ်နားထောင် ထိုင်ပါတယ်ဘုရားတဲ့ဆရာတော်တရားနဲ့အရှင်များအရှင်များများကုန်ပါတယ်ဘုရားတဲ့တပည့်တော်သမီးဖြစ်သူကိုတပည့်တော်ကသေခံနည်းရင်ဆရာတော်ရဲ့ဘေတရားဘေဟာကိုဖွင့်ပေးလို့ပြောတော့သမီးကပြောတယ် ဇေယတော်တရားကိုအာယုံမပြုတ်ပဲဇေယတော်ကိုအာယုံပြုတ်မင်းလို့ဆဲရှဲမိုင်မှာပိုက်တာသာဖြစ်နေမယ်လို့ပြောပါတယ်ဘုရားတဲ့တရားပဲအာယုံပြုတ်တော့ဘုန်းကြီးပြုတ်ရင်တော့ဒါပိုက်တာဖြစ်မယ်မှန်တယ်အဲ့ဒါလောက်ကြည့်ပါဦးတဲ့ဖရာတဲ့တပြည့်တော်ဆရာတော်တရားကိုကြိုးစားမှတ်ပါတယ်ဖရာအာယုံလေးသွားရင်ဆရာတော်စီများရလာရင်လေဆရာတော်အမြတ်ပေးဝေပေးပါတဲ့မရောက်အောင်တော့ကြိုးစားပါမယ်ဖရာ အမပါရင်ခွင့်လောက်ပေးပါဖရာတဲ့အစင်အမြေခုခိုက်လျက်ပါဖရာတဲ့ဒီမှာရောက်ရင်တော့ဘာမှမဘူးနဲ့နှစ်လသုံးလဆိုကျွတ်တယ်ဒီမှာယုတ်ကြီးတဲ့တရားထိုင်လိုက်အမျက်ဝေးလိုက်ခဏကျွတ်တာခဏဆိုရင်ကျွတ်တယ်ဆိုတော့ယုတ်ကြီးတော့ဒီအခုနကပြောတဲ့ဒါဒါနေ့နေ့စဉ်းစားစရာရှိတယ်တကယ်လို့ဘုရားကျောင်းကံကို အာယုံပြုလွန်းလို့ ဟိုမဆင်းရှင်းမှန်ကိုမြင်နေမယ်ပေါ့ဒါမှမဟုတ်ရောက်ပြီးတော့ရွှေတကုံမြင်နေမယ်ဒါဆိုရွှေတကုံမှာပိုက်တာဖြစ်သွားမလားအဲ့ဒီမှာလည်းနှစ်မျိုးရှိတယ်ကုသိုလ်စိတ်နဲ့ပီတိဖြစ်လို့မြင်တဲ့ပုံစံမျိုးနမိုက်ဆိုရင်အဲ့ဒါကနတ်ပြည်တော့ရောက်တယ်ဆွေးတဲ့စိတ်နဲ့မြင်ရင်တော့ပိုက်တာဖြစ်တယ်အဲ့တော့စိတ်ချင်းတော့မတူဘူးပေါ့ဆွေးတဲ့စိတ်ယခုဒါယောဂီတို့ကတော့ ။ဟောဆင်းရဲမဲ့မြင်လိုက်ပြီဆိုရင်ဩတရားထိုင်တဲ့အရှင်နေတွေမြင်လာမယ်။အဲတရားထိုင်တဲ့အရှင်နေမြင်ဒါကြတော့ဘလို့ဘာလို့ခေါ်လဲဆိုတော့ကံနမိတ်၃မျိုးရှိတယ်။ကံကံဆိုတာပြုလုပ်နေတဲ့အရှင်နေပေါ့တရားထိုင်တဲ့ပုံစံလေးတွေမြင်အောင်လာမယ်။တရားဟောနေတဲ့အရှင်အရှင်နေတွေဆွမ်းလောက်နေတဲ့အရှင်နေလေးတွေနာကိုရင်နေဆွမ်းခံကြွနေတဲ့အရှင်နေလေးတွေအဲ့ဒါတွေကိုမြင်နေမယ်ဆိုရင်ဒါကံကံမနမိတ်ဖြစ်သွားမှာ နာဂတိနမိတ်ဆိုတာကတော့နတ်ပြည်တို့ဘာတို့ကိုကအာယုံမပြုတ်ဘူးနဲ့စိတ်ချင်းမဲ့ပုံရကြီးပေါ်လာရင်ဒေရှာတဲ့အဲ့ဒါပိတ်တာပြေဖို့ပုံရိပ်ပေါ်လာကွာကုသိုလ်စိတ်နဲ့မြင်မှတ်နော်ကုသိုလ်စိတ်နဲ့အဲ့ဒီတော့အာယုံပြုပြီးတော့ကုသိုလ်လုပ်နေတဲ့ပုံရိပ်လေးတွေမြင်လာပြီဆိုရင်အဲအဲ့ဒါကိုကိုယ်တိုင်လုပ်နေတဲ့အခြေအနေပေါ့ကိုကိုယ်တိုင်ဇိုးနဲ့အလုပ်လုပ်နေတာဆိုရင်ဒါကံအဲ့လိုမှမဟုတ်နဲ့ဒီဖရတရားပုံရိပ်တွေရုပ်တွေဘာတွေမြင်ပြီးတော့ပီတိဖြစ်နေရင်အဲ့ဒါကံမနမိတ်လို့ခေါ်တယ် ဲ့ဒါကတော့ဒါအကောင်းတဲ့သုခတိကိုရောက်မယ်ဆိုတော့ဒါကကြတော့အဆွေးနဲ့မြင်တာမဟုတ်ဘူးဒါကတော့ကိုယ့်ရဲ့ဒါကောင်းတဲ့ကံကမ္မနမိတ်ထင်ခြင်းဖြစ်ပါတယ်အဲ့ဒါအဘိဓမ္မာတက်ဘူးတဲ့ပုဂ္ဂိုလ်တွေသိပါတယ်ဆွေးလို့တော့မလုံနဲ့ဆွေးလို့မဆွေးနဲ့ဘုံကြီးလေးသရေကြောက်တယ်တချို့တက္ကမကြီးတွေကအသက်ရှင်နေတော့ဘာမှပြောမရတာသရေဖြစ်သွားရင်သွားပြီ ဘယ်ဖြစ်သော်တော်တော်နဲ့ကြွမှာမဟုတ်ဒကမကြီးကြွပါတော့ဆိုတော့ဆိုရင်တော့မှတပည့်တော်မကြွချင်သေးဘူးဘုရားလုံးဥဒင်ပါတယ်ဘုရားတပည့်တော်မေခွန်း3ခုမေရှားခွင်းပြုပါဘုရားသီလဗတ္တပရမန္တရဲ့အ ਨੇ အတိုက်ပေကိုသိပါရစေဘုရားနောက်နိယတမြစ္ဆာဒိဋ္ဌိရဲ့အ ਨੇ အတိုက်ပေကိုသိပါရစေဘုရားတဲ့နောက်တစ်ခုကတပည့်တော်ကို တရားရှုမှတ်ရာတွင် ဤခန္ဓာသည်ငါမဟုတ်ငါမပိုင်ဓာကြီးလေးပါအစုအဖွဲ့သာဖြစ်သည်ဟုနှလုံးသွင်းကြသလိုဟောပြန်နေသောသဘောကိုရှုမှတ်ရာတွင်လေသူကိစ္စသူ ဆောင်ရွက်နေတဲ့မိမိရဲ့လုံလပယောကမပါဘူးဆိုက ရှုမှတ်ကြရာဤထော အထက်ပါစားတော်တဲ့မိမိဆိုသောစကလုံးသည်မြင်းဒီကိုညွှန်းပါသည်နိတဲ့ဟုတ်တယ်ဒါမေးစရာတပည့်တော်နားမလည်ပါသဖြင့် ရှင်လင်ပြပေးတော်မူပါဗျာတဲ့ယုတ်သေးစွာဖြင့်မေးလျှောက်ပါတယ်တဲ့ဆိုတော့ဒီစာတည်းမှာနိယတမြစ္ဆာဒိဋ္ဌိတန်ခံသည်တဲ့နိယတမြစ္ဆာဒိဋ္ဌိမရှိလတော့ဒုဒုတရားမှာနိယတမြစ္ဆာဒိဋ္ဌိဆိုတဲ့လုံးဝဆောက်ကင်ထားတဲ့မြစ္ဆာဒိဋ္ဌိအယူမရှိဘူးဆိုရင်တဲ့အပေ၄ပါးကလည်းလွတ်အောင်ပြုလုပ်ပေးနိုင်တယ်တဲ့ နိယတမြစ္ဆာဒိဋ္ဌိဆိုတာမြေသောအယူပေါ့လုံးဝဓမ္မဒါလို့စောက်ကင်ထားတယ်အဲဘာသာရှင်တယောက်ကတော့ဘုန်းကြီးတပါးကအဲ့ဒီဘာသာကမစွန့်မရှင်အဲ့ဒီအယူကမစွန့်မရှင်တော့တရားဟုတ်လို့မရတယ်လို့ပေါ့အဲ့ဒီအတိတ်ပဲသီလဗတ္တပရမန္တဆိုတာအမျိုးမျိုး ဖောက်ဖောက်ပြန်ပြန်ကျင့်တဲ့အကျင့်အမျိုးမျိုးဖောက်ဖောက်ပြန်ပြန်မကောင်းတဲ့အကျင့်ဟောမက်ဖို့နဲ့ဝေးတဲ့အကျင့် ။အဲအဲ့ဒါကိုပြောတယ်။ဖောက်ဖောက်ပြန်ပြန်ခွေလိုဝဲလိုနွားလိုကျင်တာတွေပေါ့။အဲအဲ့ဒါကိုဒါအဲဒီလိုသီလပဒပရမန္တတလို့ပြောတယ်။နောက်အဲ့ဒီမှာဣခန္ဓာတိငံမဟုတ်ငံမပိုင်ငံမရှိငံမပိုင်ဆိုတော့ငံမပိုင်ဆိုတော့ငါမပိုင်ဆိုတာငါဆိုတာတရားရှိသေးတယ်ဟိုပစ္စည်းကတရားမဖြစ်ဘူးပေါ့နော်ဒါဟုတ်တယ်စဉ်းစားတာ ဆိုတော့ဒါကတော့စကားအနေနဲ့စကားအနေနဲ့တော့ငံမရှိငံမပိုင်အဓိကတော့ငံဆိုတာလည်းမရှိဘူးငံဤပိုင်ဆိုင်ခြင်းဆိုတာလည်းမရှိဘူးအဲဒီဟာတွေကိုအလုံးရိုးပြီးတော့ပြောလိုက်တာပေါ့စာထိပ်မှာဆိုတော့နေတံမတ်မဧတံဤယုတ်နံသည်နေတံနဧတံဧတံယုတ်နံသည်မမငံဤ နံဥစ္စာမဟုတ်ဒါမျိုးပေါ့ဆိုတော့ငံဤဥစ္စာမဟုတ်ဆိုတော့မင်းဟာကဘယ်ဟာတုံးတော့ပြန်မေးစရာရှိနေသောဟမတ္တမိဓာတိငံမဟုတ်နေသောမေအတ္တငံဤအတ္တမဟုတ်ဆိုတော့ဒါကတော့ငံဆိုတာကိုမဟုတ်ဘူးငံဆိုပြီးတော့ပိုင်တာလေးမဟုတ်တော့ဓာကြီးဒီငံလေးမဟုတ်ဘူးဒါကိုပြောတာနှစ်ခုအတိုက်ပဲနားလေရမှာပေါ့ တဝူးတယောက်ကပိုင်နေတဲ့ပစ္စည်းမဟုတ်တော့အဲ့ဒါသည်တဝူးတယောက်လေးမဟုတ်ဘူးအဲအဲ့ဒီနှစ်မျိုးနားလေပေးရဟုတ်တယ်ဒါဘုံဘုံတို့လည်းအဲ့ဒီနှစ်မှာတော့သေချာရှင်းရှင်းလင်းလင်းမရေးထားဘူးအာဒါလွန်ခဲ့တဲ့၃လလကလည်းဒါတယောက်မေးဘူးတဲ့ဆိုတော့နောက်ဇာရေးတဲ့အခါမှာအဲ့ဒီသဘောလေးကိုနည်းနည်းလေးရှင်းအောင်ရေးပေးပါမယ်ဒါဒီမေးခွန်းမေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်